2025ခုနိုဝင်ဘာလ20ရက်နေ့မိုးလေဝသတည်င်းမင်္ဂလာပါ audio wine စောင်းနေကနေကြိုဆိုပါတယ်ဒီတစ်ခါမှာတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခံမှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်အထူးမိုးလေဝသအခြေအနေအနေနဲ့လာကုန်ပိုင်းမှာဖြစ်ပေါ်လာတဲ့ cyclone မုန်တိုင်းအသေးရဲ့အခြေအနေများနဲ့ အဆိုပါမုံတိုင်းရှင်ကြောင့်မြန်မာပြည်မှာနေရာကွက်ကြားမိုးရွာသွန်းမဲ့ဒေတာများဟောတင်ဆက်ပေးတော့မှာဖြစ်တော့အဆုံးထိကြည့်ရှုပေးပါအောင်ခင်ဗျာပထမဦးဆုံးအနေနဲ့ပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်ယခုတစ်ပတ်အတွင်းနိုဝင်ဘာလ22ရက်နေ့ဝန်းကျင်မှာဘင်္ဂလားပင်လယ်အော်အတွင်းလေဖိအားနဲ့ရေပုံတစ်ခုဖြစ်ပေါ်လာနိုင်ပြီးနိုဝင်ဘာလ22ရက်နေ့နနက်6:00မှ48:00အတွင်းပုံမအားကောင်းလာနိုင်ပါတယ် အရှင်းမြတ်မောတုံလေးအားကောင်းနေခြင်းကြောင့်လေဖီအားနှဲ့ရပွန်ဖြစ်လာခဲ့လျင်အနောက်ဘက်ကိုဥတီရွေလျားနိုင်ကြောင်းခံမှန်းထားကြပါသည်။နိုဝင်ဘာလကောင်ဒီဇင်ဘာလဆန်းပိုင်းရက်များတွင်ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာမဲ့လေဖီအားနှဲ့ရပွန်မှုန်တိုင်းများဟာအိန္ဒိယနိုင်ငံဘက်ကိုဥတီရွေလျားနိုင်ခြင်းရှိကြောင်းကြိုတင်ခံမှန်းချက်များမှာတွေ့ရပါသည်။ဆက်လက်ပြီးနိုဝင်ဘာလ24ရက်နေ့မှုန်တိုင်းခံမှန်းချက်နဲ့ဒေတာရင်းမောကြီးနိုင်မှုသတိပေးချက်ကိုတင်ပြပေးမှာဖြစ်ပါသည်။ ယနေ့နိုဝင်ဘာလ20ရက်နေ့နနက်9:00နာရီချိန်မှာရရှိတဲ့မှုန်တိုင်းခံမှန်းချက်များနဲ့ဒေတာရင်းမောလီဝဒအခြေအနေများမှာအောက်ပါအတိုင်းဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်မှုန်တိုင်းခံမှန်းချက်ရခိုင်ခံမှန်းချက်များအတိုင်းမပြောင်းလဲပဲလေဖီယာနဲ့ရေပုံဟာဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာပုံမအားကောင်းလာနေပါတယ်။နိုဝင်ဘာလ24ရက်နေ့မှာအဆိုပါလေဖီယာနဲ့ရေပုံဟာဆိုင်ကလုန်းမှုန်တိုင်းစင်းကိုကူးပြောင်းရောက်ရှိနိုင်တယ်လို့ခံမှန်းထားကြပါတယ်။ မောင်နှမ်းရဲ့တရားမှုတွေကြောင့်မြန်မာနိုင်ငံသို့အရှက်လေဝေမိုးများဝင်ရောက်နိုင်ပါတယ်။မိုးကြီးနိုင်တဲ့ဒေသများကတော့လေလံကျောင်းပေါ်မှာတိုင်းရိုက်ကြားရောက်နေတဲ့ဒသင်းစာရီတိုင်းဒေသကြီးမှာရှိတဲ့ပုတ်ပြင်းတဲ့ကော့တောင်းဒေသများမှာမိုးကြီးခြင်းများဖြစ်ပေါ်နေပါတယ်။ဒေသတွင်းမိုးကြီးမှုစံချိန်တင်နိုင်တဲ့အခြေအနေနဲ့ယနေ့မှစ၍အရှင်းမြောက်မုတ်တုံလေကအားလွန်ကောင်းလာတာကြောင့်အောက်ပါဒေသတွင်းနိုင်ငံများမှာစံချိန်တင်မိုးကြီးခြင်းနဲ့ရေကြီးခြင်းများဖြစ်ပေါ်နေပါတယ်။ ဗင်္ဂလားပင်လယ်ော်ကန်ယော်ဒန်တစ်လျှောက်ထိုင်းပင်လယ်ကွင်းနဲ့အောက်ပိုင်းအီကွေတာတစ်လျှောက်မှာရှိတဲ့ဖိလစ်ပိုင်ဘရူနိုင်းမလေးရှားစင်ကာပူအင်ဒိုနီးရှားသီရီလင်္ကာနဲ့အိန္ဒိယနိုင်ငံတောင်ပိုင်းဒေသများမှာ အထူးသတိပြုရန်လိုအပ်ပါတယ်။ဗင်္ဂလားကမ်းခြေမှာခမန်းခြေမိုးရွာခြေ82စင်တီမီတာထိရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။တောင်အာရှနိုင်ငံများမှာမိုးကြီး၍ရေကြီးခြင်းများဖြစ်ပေါ်နိုင်တာကိုဒေသခံများအနေနဲ့သတိထားရန်လိုအပ်ပါတယ်။ဆက်လက်ပြီးတော့မြန်မာနိုင်ငံအတွက် မောလိဝတ္တနဲ့ဇရဝိဒညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နေ့စဉ်မောလိဝတ္တအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်။ပထမဆုံးလွန်ခဲ့သော24နှစ်အတွင်းကအခြေအနေများကိုတင်ပြပေးပါမယ်။လွန်ခဲ့သော24နှစ်အတွင်းမှာရှမ်းပြည်နယ်တောင်ပိုင်းနဲ့အစီပိုင်းတို့မှာနေရာနှံပြနေပြည်တော်တနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ကယားပြည်နယ်တို့မှာနေရာကျကျနဲ့မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာခွက်ကြားဗောထစ်ချုံရွာခဲ့ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အသင့်တင့်ဖြစ်ထွန်းခဲ့ကြောင်းတွေ့ရပါတယ်။ညအပူချိန်များမှာစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာနိုဝင်ဘာလ၌ကြံမြအပူချိန်အောက်1ဒဂရီဆက်စီယပ်ရောင်းနှဲခဲ့ပြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအပိုင်းအေရဝတီတိုင်းဒေသကြီးကယားပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာနိုဝင်ဘာလ၌ကြံမြအပူချိန်တို့ထက်1ဒဂရီဆက်စီယပ်နေပြီးတော့ ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နိုဝင်ဘာလ၏ပြင်းပြအပူချိန်တို့ထက်3ဒီဂရီဆက်စီယက်မှ4ဒီဂရီဆက်စီယက်အထိနှင့်ရှမ်းပြည်နယ်မြောက်ပိုင်းမှာနိုဝင်ဘာလ၏ပြင်းပြအပူချိန်ထက်5ဒီဂရီဆက်စီယက်ပိုခဲ့ကကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့မှာနိုဝင်ဘာလ၏ပြင်းပြအပူချိန်ခန့်သာတည်ရှိနေခဲ့ပါတယ်။ထူးခြားသည့်ညအပူချိန်များမှာဟာကာမြို့တွင်6.2ဒီဂရီဆက်စီယက်နှင့်ဒီတိုက်မြို့တွင်7.3ဒီဂရီဆက်စီယက် ဘူတာအိုမြို့တွင်10.39ဒီဂရီဆက်စီယက်ဟောမလင်းမြို့တွင်17.39ဒီဂရီဆက်စီယက်ရွန်လွင်မြို့တွင်12.39ဒီဂရီဆက်စီယက်မချမ်းမောင်းမြို့တွင်12.5ဒီဂရီဆက်စီယက်နဲ့မဲခင်းမြို့တွင်73.2ဒီဂရီဆက်စီယက်တို့ဖြစ်ကြပါတယ်။မှတ်သားပေါ်ရာ မိုးရွချိန်များမှာညောင်ချေမြို့တွင်1.31လက်မတာချီလွင်မြို့တွင်1.38လက်မ ကျိုင်းတော်မြို့တွင်1.66လက်မှရိုင်းဝင်မြို့တွင်1.59လက်မှမိုင်းပြင်းမြို့တွင်1.48လက်မှတောင်ကြီးမြို့တွင်1.29လက်မှလဲချားမြို့တွင်1.6လက်မှနဲ့အိုဘုံမြို့မှာ3.95လက်မှတို့ဖြစ်ကြပါတယ်ဆက်လက်ပြီးမြေရေအခြေအနေများကိုပြောပြပေးတော့ပါဦးမယ်ယနေ့နိုဝင်ဘာလ20ရက်နေ့နနက်6:00ခွဲချိန်တိုင်းထွာချက်များအရ ြကြီးနာမြင့်ရေဟာမနေ့ရညနေမှ12နာရီတွင်နှစ်လက်မခန့်ထပ်မံကြာဆင်းတော့ပါလေမြကြီးနာမျိုးရဲ့ယနေ့အမြင့်ဆုံးပူချိန်ကတော့32ဒီဂရီဆက်စီယပ်နဲ့အနေဆုံးပူချိန်ကတော့70ဒီဂရီဆက်စီယပ်တို့ပဲဖြစ်ပါလေမော်ရမျိုးမြင့်ရေဟာမနေ့ရညနေမှ12နာရီတွင်နှစ်လက်မခန့်ထပ်ကြာတော့ပါလေခန်းဒီဟောမလင်ဖောင်းပြင်မော်လိုက်မြင့်ရေများဟာပြပြချင်းဆက်လက်ကြာဆင်းနေမှာဖြစ်ပါတယ်။ကလေးဝချင်းတွင်ကန်ဒီ ုံရတို့ရဲ့မြေရည်များဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေမှာပဲဖြစ်ပါတယ်။ဆက်လက်ပြီးအေရာရီမြေရည်အခြေအနေများကိုတင်ပြပေးပါမယ်။ဗမာရွှေကူကတာထီးကျိုင်းတပည့်ချင်းမန္တလေးစကိုင်းမြင်းမူညောင်ဦးပခုတ်ကူ၆မင်းဘူးမကွေးအောင်လံပြည်စင်နဲ့နှင်းစရဇလုံးမျိုးရည်မြေရည်များဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဒီကနေ့မနေ့6နိုင်ခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနိုင်ဆုံးအမှုချိန်များမှာ ။နေပြည်တော်ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ22ဒီဂရီဆက်စီရတို့ဖြစ်ကြပါလေ။ဒီကနေ့မနက်6နာရီခွဲအချိန်မိုးလေဝသတိုင်းထွာခြင်းများအရဘင်္ဂလားပင်လယ်အော်နဲ့ကပလီပင်လယ်ပြင်တို့မှာတိမ်ထူထပ်နေပြီးကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်နှဲငယ်မှတိမ်အတင်းတင်းဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံအပေါ်မှာတော့တရင်းသားတိုင်းဒေသကြီးမှာမိုးတိုက်နှောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိုက်နှောင်များရွေလျားရာနေရာရှိမှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြောပစ်ခြင်းလျက်စည်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အနှဲငယ်မှတိမ်အသင်းတင်ဖြစ်ထွန်းနေတာကိုတွေ့ရှိရပါတယ်။မြမပင်လယ်ပြင်မှာမြဝကျွန်းပေါ်မော်ဒမာကွေ့မော်ဒလင်းသာရီကံရံတချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတကတရံမိုးတက်လေပြင်းများကြားရောက်ပြီးတိုင်းကြီးနေပါတယ်။မိုးတက်လေပြင်းကြားစဉ်ရေပြင်းမြေပြင်းလေးဟာ တနာယီကိုမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။မြဝကျုံမော်မော်ဒမာကွေမွန်တနင်းသာရီကန်ရန်ချောင်းနဲ့ကန်လွန်ဘင်နေပြင်းတို့မှာလိုင်းမြင့်ရှစ်ပေမှဆယ်ပေခန့်ထိရှိနိုင်ပါတယ်။ကြံပင်လယ်ပြင်မှာလိုင်းအသင့်တင့်ရှိပါမယ်။လိုင်းမြင့်မှာရခိုင်ကန်ရန်တချောင်းနဲ့ကန်လွန်ဘင်နေပြင်းတို့မှာ9ပေရနဲ့9ပေထိရှိနိုင်ပါတယ်။ဒီနေ့ညနေထိခမန်းချက်များနေနဲ့ရှမ်းပြည်နယ်အခြေပိုင်းတောင်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာဆိတ်ဆိတ် ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျနဲ့ကြံတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာလွဲ၍မလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းဒေပြည်တော်နဲ့ကယားပြည်နယ်တို့မှာတိမ်အထက်တန့်ဖြစ်ထွန်းပါမယ်။နောက်နေ့ရက်အတွက်ခမ်းမန်းချက်အနေနဲ့စကိုင်းတိုင်းဒေသကြီးထက်ပိုင်း ချမ်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညပူချိန်များအနှဲငယ်လျော့နေလာနိုင်ပါတယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်ဇနင်းညနေအထိခန့်မှန်းချက်မှာတရင်အသင့်တင့်ဖြစ်ထွန်းပါမယ်။အမြင့်ဆုံးပူချိန်မှာ32ဒီဂရီဆက်စီရထိရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်ဇနင်းညနေအထိခန့်မှန်းချက်မှာတရင်အသင့်တင့်ဖြစ်ထွန်းပါမယ်။အမြင့်ဆုံးအပူချိန်မှာ32ဒီဂရီဆက်စီရထိရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက် ဇနေညနေအထိခံမှန်းချက်မှာတင်အတင်းတင်းဖြစ်ထွန်းပါမယ်။အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆက်စီယားထိ ရှိနိုင်ပါတယ်။ဒီခုလိုမျိုးမိုးလစ်ဝတ်တာသတင်းနဲ့နေ့စဉ်ထူးခြားသတင်းများကိုနားဆင်ကြနေဆိုရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်။ပြီးဆုံးတဲ့အထိကြည့်ရှုနားဆင်ပေးကြသူအားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးပြာတွေဝေးကွာကြပါစေဗျာ။